Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ် Fabrizio Romano ကတော့ကျတို့ Manchester United ရဲ့ဘက်ကကွင်းလယ်လူနဲ့ပတ်သက်ရင်ဘာလဲပါဟာဦးစားပေးဖြစ်နေသေးပြီးတော့ဘာလဲပါကိုရိုင်းရဲ့ဘက်ကလည်း Manchester United ကိုပြောင်းရွှေ့ချင်နေသေးတယ်ပေါ့နော်အခုဆိုပူတော်မှလာချင်သေးတယ်ဆိုတဲ့ပုံစံမျိုးတွေ report လုပ်ထားတယ်ဆိုတာနဲ့ပတ်သက်လို့ကျွန်တော်နေနေလေးဆွေးနွေးကြည့်အောင်ပါဘာလို့လဲဆိုတော့ United ကကွင်းလယ်မှာတခြားကစားသမားတွေနဲ့လည်းအများကြီးသတင်းတွေကျွန်တော်ထွက်ထားတယ်ပေါ့အဲ့ဒီတဲကမှကျွန်တော်ပြီးခဲ့တဲ့ຫນွေမှာက ဘာလေပါကိုခေါ်ဖို့အမှန်ကန်ကိုကျွန်တော်ကြိုးပမ်းခဲ့တာဆိုတဲ့ခါကြတော့ဗောနော်ဘာလေပါဒီထိတ်ဆုံးဦးစားပေးလို့ကျွန်တော်ဖြစ်နေတာတိုးတိုးလည်းပဲဒီဟာဒီခြေသွင်းမပြတာနေနဲ့တခြားကစားမားတွေနေတာအတန်ဒီထွက်နေတာဗျာဆိုတော့အခုရိုမန်နိုကသူ့ရဲ့ဒီ YouTube မှာသူ report ထဲမှာသူဘာပြောထားလဲဆိုတော့ Manchester United ကဘာလေပါကိုအခုတည်းကြီးလိုချင်နေတုန်းဆိုတာသူအမြဲတမ်းပြောလို့ရှိတယ်ဗောနော်အဲဘာလေးပါရဲ့ဘက်ကလည်း Manchester United ကိုပြောင်းရွှေ့ခြင်းနေစေဖြစ်တယ်အခုလိုမျိုး United ဟာ ပုံမှန်ထက်ပိုပြီးတော့ရလက်တွေကောင်းနေတဲ့အခါကျတော့ပိုတောင်မှကစားမဖြစ်သူရဲ့ဘက်ကမန်ချက်စတာယူနိုက်တက်နဲ့ပြောင်းလာခြင်းနေသေးတယ်ပေါ့ယူနိုက်တက်ရဲ့ကွင်းလယ်လူသစ်ရှာဖွေရေးမှာလည်းဘာလဲပါဟာဟိုပြစ်မှတ်တီထဲမှာဆိုလို့ရင်ထိတ်ဆုံးကရှိနေတဲ့ကစားမတယောက်ဖြစ်တယ်ပေါ့နော်ဘရိုက်တန်ရဲ့သဘောထားမပြောင်းလဲသေးဘူးဆိုလို့ရှင်တော့ဇန်နဝါရီအပြောင်းရွှေ့မှာဒီဝယ်ဘူးကဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့ကအင်မတန်ခိုင်းလိမ့်မယ်ပေါ့တိုးတိုးလည်းပဲຫນွေဈေးကွက်မှာဆိုလို့ရှင်တော့မန်ချက်စတာယူနိုက်တက်က ဘာလေပါကိုတီကြပေါက်ဆိုသလိုဦးစားပေးခေါ်มาဖြစ်တယ်ဆိုပြီးတော့လက်ရှိဖက်ဘရီဇီယိုကကျွန်တော်ပြောထားတယ်ဆိုတော့ United ပြည်သက်တွေကြားထဲမှာတော့ဘာလေပါနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဘောနော်အဲသဘောထားကွဲတာတွေကကျွန်တော်များလာပြီပေါ့ဒါကလည်းပဲကစားမဖြစ်သူရဲ့ DRD performance ကြောင့်လို့ပဲကျွန်တော်ပြောရမှာပဲကစားမဟာတကယ်ကောင်းတဲ့ performance တစ်ခုကို DRD မှာပြမထားနိုင်သေးဘူးပြီးခဲ့တဲ့ရာသီတွေမှာတောက်လျှောက်သူကောင်းတယ်ကောင်းတော့ Manchester United ကကျွန်တော်သဘောကျတယ်ပေါ့ဗျာအဲဒါမှမဟုတ်ဘောနော် ကျွန်တော်အတင်းတာဝန်ရှိသူတွေရဲ့ဘက်ကလက်ရှိ Amodin ရဲ့ system မှာဆိုလို့ရှိရင် Amodin သွားကျင်တဲ့ကွင်းလယ်မှာဆိုလို့ရှိရင်ပေါ့နော်။ဘာလဲပါဒီအံဝင်ခွင့်ကြားအဖြစ်နိုင်ကြီးကစားမအရှိဆုံးဆိုပြီးတော့ယူဆထားကြတာ။ဒါကြောင့်လည်းဘာလဲပါမှဘာလဲပါဖြစ်နေသေးတာပေါ့။ဒီနေရာမှာ Carlos ဘာလဲပါနဲ့ပတ်သက်ပြီးတော့တန်ကြီးပမာဏတွေကကျွန်တော်ကအပြောင်းလဲတွေဖြစ်တင်ပြီဗျာ။ဟုတ်တယ်မလားနော်။တို့အရင်လိုမျိုးတန်း100 120ကြီးကျွန်တော်မဖြစ်တင်တော့ဘူး။တို့တူဘလောက်ထိပဲဟို Brighton ရဲ့ဘက်ကလက်မလွတ်ချင်ပါဘူး။မဟုတ်ပြောပြောကစားမရဲ့အည်တွေးရ တို့တို့ဟိုအတင်းဘက်ကခေါ်ဖို့ကျူးပန်းနေတာတန်းတရာဖြစ်နေစေဆိုရင်တန်းတရာနဲ့တိတိပြပြီးတော့စတီဗီဖြစ်တဲ့ performance တွေပြထားတဲ့ Ilya Anderson တို့ဘာတို့ကိုကျွန်တော်တို့ပြောင်းပြီးတော့ကျွန်တော်ကျူးပန်းအမှာပဲအတင်းဘက်ကတော့ကစားမဖြစ်သေးပဲခြေစွမ်းလက်ရှိအနေထားနဲ့ပတ်သက်ပြီးတော့အတင်းတော်ဆုံးဖြစ်မဲ့ပမာဏမျိုးနဲ့ကျွန်တော်ကျူးပန်းမှာပဲအဲ့ဒီတဲကမှ Brighton ကဖြစ်တင်လာတဲ့ပို့ပြီးတော့တောင်းနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတခြားတန်းတရာတန်းနဲ့ကစားမတရာကိုကျွန်တော်ကျူးပန်းမှာဘာလို့လဲဆိုတော့လက်ရှိမှာ Carlos Palhares ပါတီတန်းတရာမတန်တော့လို့ပဲ ဆိုတော့ဟိုဒီနေရာမှာနည်းနည်း concern ဖြစ်စရာက Manchester United ကဘောနော်ဘာလို့ဘာလဲဘာမှဘာလဲဘာလဲပေါ့ဟုတ်တယ်မလားကျွန်တော်တို့မှာတခြားရွေးချယ်စရာ option တွေရှိနေတယ် Premier League မှာဆိုလို့ရှိရင်အဲ Ilya Anderson တို့ဘာလို့ဆိုလို့ရှိရင်ဒီယာဒီရောပြီးခဲ့တဲ့ယာဒီကရောတောက်လျှောက်ခြေသွမ်းပြနေပြီးတော့ရွေးချယ်ခံရပါတယ်ဆိုတော့အင်္ဂလန်လက်ရွေးစဉ်အတင်ကစားသမားကောင်းတွေအများကြီးကြားထဲမှာလည်းထွန်းထွန်းပေါက်ပေါက်သူလုတ်ပြထားတာဗျာဒါအပြင်ကျွန်တော်တို့ဘောနော်ဒါအဲဘာပြောမလဲအတမ်မောအတမ်မလို့ပါလို့ဆိုလို့ရှိရင်လည်းလက်ရှိဒီဟိုမှာဆိုလို့ရှိရင်တော်တော်ကောင်းကောင်း performance တွေသူတို့ပြထားတာ နော် Crystal Palace မှာဆိုလို့ရှိရင် Palace လိုအသင်းမျိုးနဲ့လည်းဖလားအောင်မြင်မှုတွေပါတယ်ကျွန်တော်ရထားတာပြီးရင်ကျွန်တော်တို့က Stella တို့ပါလို့ဆိုလို့ရှိရင်လည်းလုံးဝ quality ကစားမားတွေဗျာဂျာမန်လက်ရွေးစင်ကစားမားတွေပြီး quality ကစားမားတွေပေါ့ပြောချင်တာဆိုတော့အခုလက်ရှိကျွန်တော်တို့အနေနဲ့ Carlos Baleba ဆိုတာမျိုးကပြီးခဲ့တဲ့ရာသီကလိုခြေသွမ်းမဟုတ်တော့ဆိုတော့ပြောချင်တာကအသင်းကကွင်းလေရွေးချယ်စရာတွေအများကြီးတဲမှာကိုဒီမဖြစ်မနေဦးစားပြီးခေါ်ပါမယ်ဆိုတဲ့ကစားသမားက လက်ရှိဖြစ်နိုင်ခြေရှိတဲ့ကစားမားတွေထဲမှာတိုင်အပတ်ဆုံးတည်င်းထွက်တဲ့ကစားမားတွေထဲမှာခြေသွဲမတည်ငြိမ်ဆုံးဖြစ်နေတယ်။အခုလက်ရှိချိန်ထိပရီးမီးယားလိပ်ပွဲစဉ်၁၁ပွဲကစားပြီးသွားပြီ။ဘာလဲဘာစီကနေပြီးတော့ပြီးခဲ့တဲ့ရာသီကလိုတကယ်ကောင်းတဲ့ performance တွေတပွဲမှန်ကျွန်တော်မတွေ့ရသေးဘူး။ဒါတော့ကိုရီပရိသတ်ရဲ့ဘက်ကသိတယ်မလားဒါဒါပြောင်းနေကြည့်နေပြီ။အာဒီကောင်းတော့အဆင်မပြေဘူး။ဒီလောက်နေတော့ကျွန်တော်တို့အနေနဲ့အဆင်မပြေနိုင်ဘူးဆိုတော့မျိုးတွေကျွန်တော်တွေးလာကြပြီ။နော်တကယ်လည်းပဲတွေးလဲတွေးချင်းစရာကျွန်တော်ဖြစ်နေတာကိုနော်ကစားမားကခြေသွင်းမကောင်းဘူးဆိုမှတော့ဘယ်သူကမှလူချင်းမှာမဟုတ်ဘူးလေသူတို့ရဲ့ ဖာဘီယန်ဟန်စလာကတော့ဗောနော်မန်ချက်စတာယူနိုက်တက်နဲ့ဒီလိုသတင်းတွေထွက်ခဲ့တယ်ဆိုတဲ့အခါကျတော့ဗောဗျာနော်သူတို့အနေနဲ့ကစားမားရဲ့ performance တွေကမတိမငြိမ်ဖြစ်ကစားမားလေးကအသက်လေးငယ်သေးတယ်ဆိုတဲ့အခါကျတော့ဗောနော်ဒါဒီနဲ့အာယုံထွေပြောင်းမှုတွေဖြစ်နေပြီးတော့ performance ကောင်မပြနိုင်တယ်လို့သူတို့ရည်ရွယ်ထားတယ်ဗောနော်ကျွန်တော်ကတော့ဇန်နဝါရီမှာဖြစ်နိုင်ခြေရှိလားဆိုတော့အသင်းဘက်ကတော့ကြိုးပမ်းလိမ့်မယ်ထင်တယ်ဘာလို့လဲဆိုတော့ဒီကစားမားတိုင်ပက်နေတဲ့ကာခေါ်ခြင်းနေဆိုရင်ပြောတာဗောနော်တိုင်ပက်နေတဲ့ကာလမှာခေါ်မှတန်ကြီးကယော့မှာဗျဒီကောင်အကောင်းဆုံးဖြစ်နေတဲ့အနေဆိုတဲ့အနေထားမျိုးမှာခေါ်လို့ရှိရင် လုံးဝကျွန်တော်မလွှဲပါဘူးပြီးရင် Brighton ကတန်းစင်မဲ့အတင်မျိုးလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုတန်းစင်ခဲ့ရင်ဆိုတဲ့အချင်းကြီးကိုကျွန်တော်မျှော်လင့်ထားလို့မရဘူးဆိုတော့ Brighton အနေနဲ့ဒီကစားမဖြစ်သူရဲ့ခြေစွမ်းကို Brighton မှာအကောင်းဆုံးမမြင်ရသေးတဲ့အချိန်မှာကိုရီကအမှန်ကန်ခေါ်ဘူးကျူးပန်းပါပဲတကယ်လို့ဒါရူမန်နူပြောသလိုအတင်းရဲ့ဦးစားပေးပြမဲ့ဒီပါလေပါဖြစ်တယ်ပါလေပါဒီအတင်းနဲ့အံဝင်ခွင့်ကြဖြစ်မယ်ဆိုတဲ့ကစားမယုံကြည်ထားတယ်ဆိုရင်ဇန်နဝါရီမှာလည်းကျူးပန်းလိမ့်မယ်လို့ကျွန်တော်ထင်တယ် ိုင်မဲ့လို့တန်ကြီးတော့မနှဲနိုင်ဘူးပေါ့နော်အဲ့ဒီဇန်နဝါရီမှာကိုပဲ Brighton ရဲ့ဘက်က okay ဒီကောင်လေးကိုငါတို့ဒီထက်ပိုမစိုးခင်ရောင်းမှဒီထက်ပိုပြီးတော့တန်ကြီးကြီးရော့မလာခင်ငါတို့ရောင်းမှဖြစ်မယ်အကယ်လို့များငါတို့ထင်တယ်လို့ပူကောင်းမလာဘူးဆိုလို့ချင်းဒီတန်ကြီးတဲ့ရော့သွားဖို့ပဲရှိမယ်အဲ့တော့ဇန်နဝါရီမှာဆိုလို့ရှိရင်ဒါတို့အနေနဲ့အတိုင်းအတာတစ်ခုကြီးဈေးကကင်လို့ရတဲ့အနေထားမှာရှိသေးတယ်ဗျာဘာလို့လဲဆိုတော့အချိန်ကအများကြီးမရဘူးလေတလပဲရတာဆိုတော့ Carlos Baleba နဲ့ပတ်သက်လို့ Brighton ဘက်ကလူကျင်တဲ့ပမာဏတစ်ခုရဖို့အတွက်ဆိုရင်ဇန်နဝါရီမှာ United က ဒါကျိုးပန်းလာမယ်ဆိုရင်ဖြစ်နိုင်ခြေရှိတယ်လို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲအဓိကမေကွန်းက Manchester United အနေနဲ့ Carlos Baleba အပြင်ကွင်းလေကိုအစားထိုးဖို့နဲ့ပတ်သက်ပြီးတော့တကယ်ရွေးချယ်စရာကောင်းတဲ့ player တွေရှိနေရတဲ့ Baleba ကိုဦးစားပေးခေါ်ဖို့ကြိုးပမ်းနေဆိုတာကိုပဲ ကျွန်တော်ကစောင့်ကြည့်ရမှာဘာလို့မြန်ဘာလဲပါကဦးစားပေးအဲ့လောက်ဒီခေါ်ကျင်ရတယ်လေပေါ့လက်ရှိမှာလည်းခြေသွန်းကမတည်ငြိမ်မှုဆိုတော့ခါကြတော့ဗောနော်ဆိုတော့စောင့်ကြည့်ရမယ်ညူရောဘလူးမြင်ရတယ်မန်ချက်စတာယူနိုက်တက်ရဲ့အဓိကဦးစားပေးကွင်းလည်ပြင်မဲ့သည်ကာလို့စ်ဘာလဲပါသာဖြစ်တယ်ဆိုပြီးတော့ရိုမနိုကပြောထားတယ်ကစားမားရဲ့ဘက်ကလည်းပြောင်းကျင်တယ်အသင်းကလည်းခေါ်ကျင်သေးတယ်ဆိုတော့အဓိကခရစ်စတယ်ဘဲလီးစ်ဘာလို့မလဲဆိုတဲ့ပုံမှာပဲမူတည်တော့တယ်ညူရောဘလူးမြင်ရတယ်ဆွေးနွေးကြပါကျွန်တော်ကာလို့စ်ဘာလဲပါကိုဦးစားပေးခေါ်ဖို့ကြိုးပမ်းနေတယ်လို့ထင်ကြလားအားလုံးကိုကြည်ညိုများကြပါနဲ့